ကပ္ပအခြေဆုံးအပင်မျိုးစစ်၃ခုရိတ်တကြီးအလုံးမဲမင်္ဂလာပါရှင် TK Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အပင်တွေဆိုတာတက်ရှိတွေအတွက်အရေးပါတဲ့မျိုးစစ်တွေပဲဖြစ်ပါတယ်အပင်တွေကြောင့်လူတွေရဲ့အကျိုးစီးပွားဖြစ်တမှုတွေအပြင်ကပ္ပကြီးရဲ့တည်ရင်စာတကို ထိမ့်သိမ့်ပေးဖို့များစွာလိုအပ်တဲ့တက်ရှိတွေလည်းပါဝင်ပါတယ်ကပ္ပလေသူကိုတန့်စင်အောင်ပြုလုပ်ကြတဲ့အတွက်တဘာဝတန့်စင်လေးဆက်လို့တောင်တင်စားကြပြီးရာသီဥတုပြောင်းလဲမှုကိုအဓိကလှုပ်ဆောင်ကြရတဲ့ တက်ရှိမျိုးစေ့တွေဖြစ်ကြတာဖြစ်လို့အပင်တွေဟာမရှိမဖြစ်လိုအပ်တဲ့အရာတွေပဲဖြစ်ပါတယ်။ဒီလိုမျိုးတက်ရှိတွေအတွက်လိုအပ်နေတဲ့အပင်တွေထဲမှာရှားပါမျိုးစေ့တွေဖြစ်ပြီးပင်ကြီးမျိုးတွေလည်းရှိကြပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုမှာကဘာပေါ်မှာရှားပါတဲ့အပင်ကြီးမျိုးစေ့၃မျိုးကိုဖော်ပြပေးတော့မှာပဲဖြစ်ပါတယ်။နံပါတ်၁မြောက်အိုးသစ်ပင်တိဗက်နာမည်အရဆမနန်ဆမန်လို့ခေါ်တဲ့မြောက်အိုးသစ်ပင်ဟာတောင်အာဖရိကတိုင်းမှာအတွေ့များတဲ့သစ်ပင်ကြီးမျိုးစေ့၃မျိုးပဲဖြစ်ပါတယ်။ဒီသစ်ပင်တွေဟာပင်စီတစ်ခုထဲကနေပြီး ဂိုင်းပြတွတ်တဲ့ပုံစံဖြစ်တဲ့အပြင်သူ့ရဲ့ဂိုင်းပြတွမိုးဟာအေကနဲ့ချီပြီးပြန်ကားနိုင်တာပဲဖြစ်ပါတယ်။မြောက်ဦးသစ်ပင်တွေရာလင်းနဲ့ဂိုင်းကမှုတွေပြုတ်လုံနိုင်တဲ့အစေ့တွေရှိတဲ့အပင်လည်းဖြစ်ပါတယ်။မြောက်ဦးသစ်ပင်တွေရဲ့အပွင့်ဟာဖွာလန်တဲ့ပွင့်ပတ်တွေရှိပြီးသူတို့ရဲ့အစေ့တွေကတော့အိုးပုံသဏ္ဍာန်နဲ့ဆင်တူတဲ့အခေါင်းပါရာကြောင့်မြောက်ဦးသစ်ပင်လို့ခေါ်ကြတာပဲဖြစ်ပါတယ်။အပူပိုင်းစုံတွေမှာအများဆုံးပေါက်ရောက်တတ်ကြပြီးအရှေ့တောင်အာရှဘက်မှာဆိုရင်တော့ကမ်ဘောဒီးယားနိုင်ငံမှာမြင်တွေ့ရတတ်တာပဲဖြစ်ပါတယ်။ ပဲမျိုးတွေတခုဖြစ်ပြီးသူ့ရဲ့အတီးတွေဟာချင်းနဲ့အရသာရှိတယ်လို့ဆိုကြပါတယ်။မက္စီကိုနဲ့ဘရာဇီးလိုနေရာတွေမှာအုံအုံဆိုင်ဆိုင်နဲ့ပေါရောက်တကြတဲ့အပူပိုင်းပင်ကြီးမျိုးတွေပဲဖြစ်ပါတယ်။နံပါတ်1မီနာယာထရီအပူပိုင်းမှာအပေါများပေမဲ့2018ခုနှစ်ကအာဆနယ်မြေအတွင်တွေ့ရှိခဲ့ပြီးမလေးရှားပိုင်းဆာဘတ်ယော်မှာတွေ့ရှိခဲ့တဲ့ဒီတစ်ပင်တွေဟာအမြင့်ပေ332ပေရှိတဲ့အပင်ကြီးတစ်ပင်တွေဖြစ်ပါတယ်။ ကျွန်းအနွယ်ဝင်အပင်တွေဖြစ်ပြီးစောက်လွင်ရေလုပ်ငန်းတွေမှာများစွာအသုံးပြုတဲ့တစ်အမျိုးအစားဖြစ်ပါတယ်။ဒီတစ်ပင်ရဲ့အကြီးဆုံးလုံးပတ်ဟာမြေပြင်နဲ့အနီးဆုံးနေရာမှာတွက်ချက်ကြီးမှုအရာပေ320ရှိနေတာပဲဖြစ်ပါတယ်။တိဘက်နဲ့တောင်ပိုင်းမှာတွေ့ရှိခဲ့တဲ့အပင်မတန်ခင်အထိအစားတိုင်းရဲ့အရှိဆုံးအပင်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ဒီပင်ရဲ့အလေးချိန်ဟာအမြင့်တွေကိုမထက်တွက်ရင်တောင်ကီလိုဂရမ်၈၀၀၀လောက်ရှိတဲ့အပင်ဖြစ်ပြီးကြီးမားတဲ့ဂိုင်းတွေကိုဖြန့်ကားပြီးရှင်သန်တဲ့အပင်ဖြစ်ပါတယ်။ ဒီအပင်ရဲ့နာမည်မီနာယာကတော့မလေးရှားနိုင်ငံရဲ့ဘာသာစကားအရာမျော်စင်ကိုရည်ညွှန်းပြီးပေးထားတာဖြစ်ပြီးဒီအပင်ကိုတော့ဝေဟင်ဘော်ကမြေပြင်လို့နာမည်ပြောင်းအနေနဲ့ခေါ်ကြတာပဲဖြစ်ပါတယ်။နံပါတ်3စက္ကဆပရိုတင်းရှူမျိုးစစ်တစ်ခုဖြစ်တဲ့ဒီအပင်တွေဟာကမ္ဘာပေါ်မှာနံပါတ်5ရပ်တည်နေတဲ့အကြီးမားဆုံးအပင်မျိုးစစ်ဖြစ်ပါတယ်။အမြင့်ဆုံးမဟုတ်ပေမဲ့ကြီးမားတဲ့ကိုယ်ရည်ကြောင့်လူသိများတဲ့အပင်တွေပဲဖြစ်ပါတယ်။ဒီအပင်အများစုဟာအမြင့်ပင်တရာနီးပါးရှိကြပြီးပင်စည်9မီတာကျယ်ဝန်းကျတဲ့အပင်တွေပဲဖြစ်ပါတယ်။ ူရဲ့ဂိုင်းခတ်တွေကြောင့်ပုံမှန်တရံအရာကြီးရအနှဲငယ်ဆိုးပေမဲ့ရုက္ခဗေဒဌာနတွေကိုအကျိုးပြုနေတဲ့အပင်တွေဖြစ်ပါတယ်။ဒီအပင်တွေကတော့ကယ်လီဖိုးနီးယားရဲ့အရှေ့ကမ်းရိုးတန်းနဲ့တောင်ဘက်မြောက်ဘက်တွေမှာတွေ့ရှိနေတာပဲဖြစ်ပါတယ်။အခုဖော်ပြပေးခဲ့တာတွေကတော့ထူးခြားပြီးရှားပါတဲ့ကမ္ဘာအကြီးဆုံးအပင်၃ခုအကြောင်းပဲဖြစ်ပါတယ်။ ဒီပင်တွေဟာကမ္ဘာစိမ်းလမ်းစုပြင်ရေးနဲ့သက်ရှိရရဲ့ဖြစ်စဉ်တွေမှာ အထောက်အပံ့ဆုံးအရာတွေဖြစ်လို့ပရိသတ်ကြီးတို့ရဲ့ဘူတုဒအနေနဲ့အသိကျွယ်အောင်သက်ဆက်ပေးလိုက်ရတာပဲဖြစ်ပါတယ်။အစိုးရကြီးရှုပေးခဲ့ကြတဲ့အတွက်တရားချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။